အိန္ဒိယကိုလောင်စာဆီဝယ်ယူမှုနဲ့ပတ်သက်ပြီးအမေရိကန်ဖိအားပေးမှုပေါ်ပူတင်ကမိန်ကွန်းထုတ်လိုက်ပါတယ်။ရုရှားနိုင်ငံစီကလောင်စာဆီဝယ်ယူနေတဲ့အိန္ဒိယကိုအမေရိကန်ကဖိအားတွေပေးနေတဲ့အပေါ်မှာပူတင်ကမိန်ကွန်းထုတ်လိုက်တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ကြာသပတေးနေ့မှာရုရှားသမ္မတဖြစ်သူပူတင်ဟာဒေလီမြို့ကိုသွားရောက်ခဲ့တာဖြစ်ပြီးသူ့ကိုလေးစိတ်မှအိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီကိုယ်တိုင်သွားရောက်ကြိုဆိုခဲ့ပြီးနောက်မှာအခုလိုပြောခဲ့တာပါ။ ရုရှားနိုင်ငံကနေပြီးလောင်စာဆီတွေဝယ်ယူနေရဆိုတဲ့အကြောင်းပြချက်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအိန္ဒိယကွန်မစ်စည်းရဲ့ပေါ်အခွန်တွန်းမြင့်ကောက်ခံတာတွေလုပ်နေတာဖြစ်ပြီးပူတင်ကအခုလိုပြောဆိုခဲ့ပါတယ်။အမေရိကန်နဲ့သူတို့ရဲ့နျူကလ িয়ার စွမ်းအင်စက်ရုံတွေအတွက်လိုအပ်တဲ့လောင်စာဆီကိုကျွန်တော်တို့စီကဝယ်ယူနေရပဲလေ။အိန္ဒိယလည်းကျွန်တော်တို့စီကလောင်စာဆီဝယ်ယူခွင့်ရှိတဲ့နာပေါ်လို့ပြောဆိုခဲ့တာပါ။တိစုံမှုနဲ့ပတ်သက်ပြီးမော်ဒီကလူမှုကွန်ရက်မှာကျွန်တော်မိတ်ဆွေကြီးသမ္မတပူတင်ကိုအိန္ဒိယကနေဝမ်မတ်တသာတွားရောက်ကြိုဆိုခဲ့ပါတယ်။ဒီနေ့ညနေနဲ့မနက်ဖြန်တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ကျွန်တော်မျှော်လင့်နေပါတယ်။ အိန္ဒိယရုရှားချစ်ကြည်မှုဟာရေရှည်တည်တံ့ခဲ့ပြီးနှစ်ဖက်ပြည်သူတွေကိုအကျိုးများစေခဲ့တဲ့ဆက်ဆံရေးတစ်ခုဖြစ်ပါတယ်လို့យေတာထားပါတယ်။ပူတင်ကိုအိန္ဒိယကအခုလိုထွက်ကြိုတာဟာဘာကိုဖော်ပြနေသလဲဆိုတော့ပူတင်ဟာအဖော်မဲ့အထူးကြံတဲ့သူမဟုတ်ဘူးဆိုတာရဲ့အနောက်နိုင်ငံတွေဘလောက်ပဲဖိအားပေးပေးသူ့ကိုလက်ခံကြိုးဆိုမဲ့နိုင်ငံတွေရှိနေသေးတယ်ဆိုတာပါပဲလို့နိုင်ငံတကာအကြီးလေးလာသူအချို့ကသုံးသပ်ကြပါတယ်။ယူကရိန်းကဝန်ထဲကြည်ကွဲဖွဲ့ရာဖြစ်ရတွေကြောင့်ပေါ်ပေါက်လာတဲ့နိုင်ငံရေးကြေရိုင်းမှုတွေရှိနေပေမဲ့အိန္ဒိယရုရှားဆက်ဆံရေးဟာမပြောင်းလဲပဲဆက်ရှိနေမှာဖြစ်ကြောင်းနဲ့ အခုလောက်ရဟာနိုင်ငံတကာအသိုက်အဝန်းမှာအရေးပါလာတဲ့အိန္ဒိယကိုနိုင်ငံရေးအရကန့်သက်ခြင်းလို့လှုံ့ဆော်တာဖြစ်ကြောင်းလည်းဝေဖန်သွားခဲ့ပါတယ်။အိန္ဒိယဟာရှော်စီချရောင်းတဲ့ရုရှားလောင်စာဆီတွေကိုဝယ်ယူခြင်းအပြင်လောင်စာဆီတစ်စီကိုစနစ်တသက်မှ1.3ဒေါ်လာသက်သာနေရဖြစ်ပေမဲ့ဒေါ်နယ်ထရန့်ကတော့အိန္ဒိယကုန်ပစ္စည်းတွေကိုအခွန်90ရာခိုင်နှုန်းထိတိုးကောက်လိုက်တာပါဒီနေ့တောက်ကြနေမှာလည်းအိန္ဒိယနဲ့ရုရှားနှစ်နိုင်ငံကောင်းဆောင်တွေသွေးဆုံဆွေးနွေးဖို့ရှိနေပြီးကာကွယ်ရေးသဘောတူညီမှုကုန်သွယ်ရေးကျန်းမာရေးဆောင်ရှားမှုအလို့သမားရေးရာကိစ္စတွေဆွေးနွေးသွားဖို့ရှိရလို့ကြေညာထားပါတယ် ဒါအပြင်ရုရှားဟာအိန္ဒိယကို S400 ဒုံးကျည်ကာကွယ်ရေးစနစ်တွေ SU57 တိုက်လေယာဉ်တွေရောင်းချဖို့ရှိနေကြတယ်ဖြစ်ပါတယ်